အနောက်အင်အားကြီးနိုင်ငံတွေနဲ့နျူကလ িয়ার ဆွေးနွေးမှုတွေကိုအချိန်မနှောင်းမီလှုပ်ဆောင်ခဲ့ပေမဲ့အဆင်မပြေဖြစ်ခဲ့ပြီးနောက်အီရန်ပေါ်ဥရောပမကရဲ့ခြေပြန့်တဲ့ပိတ်ဆို့မှုတွေဟာစက်တင်ဘာလ29ရက်နေ့ညပိုင်းမှာစေစုနယ်အတွင်းပထမဆုံးချိန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ Israel နဲ့ American တို့ကအီရန်ကိုပုံညက်ခဲ့ပြီးနောက်၃လကြာမှဖြစ်ပေါ်လာတဲ့အရေးယူပိတ်ဆို့မှုတွေဟာအီရန်ရဲ့နျူကလ িয়ার နဲ့ပေထိန်တုံးကြီးအစီအစဉ်နဲ့ဆက်ဆက်တဲ့ဆက်ဆံဆောင်ရွက်မှုတွေကိုပိတ်ပင်လိုက်ခြင်းဖြစ်ပြီးအီရန်ရဲ့အခက်အခဲကြုံနေတဲ့စီးပွားရေးပေါ်မှာလည်းပုံမှန်ခြေပြန့်တဲ့တက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ အီရန်နဲ့တရမန်ကိစ္စတွေပြီးဆုံးသွားခြင်းမဟုတ်ကြောင်းအီရန်ကိုပိတ်ဆို့မှုတွေပြန်လည်ချမှတ်ခဲ့ပြီးနောက်ဥရောပနဲ့အမေရိကန်တရမန်တွေကချက်ချင်းပြောကြားခဲ့ကြပါတယ်။ကောင်းမွန်တဲ့ယုံကြည်ချက်နဲ့လှုပ်ဆောင်မဲ့တိုက်ရိုက်ဆွေးနွေးပွဲတွေကိုအီရန်ဘက်ကလက်ခံဖို့အမေရိကန်နိုင်ငံသားဥဝင်ကြီး မာကိုရူဗီရိုကတိုက်တွန်းခဲ့ပါတယ်။ British ပြင်သစ်ဂျာမနီတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေကပူးကျွေးကြေညာချက်ထုတ်ပြန်ခဲ့ရမှာလဲ၎င်းတို့ဟာနျူကလ িয়ার လက်နက်တွေကိုအီရန်ပိုင်ဆိုင်မှုမရှိစေဖို့တန်တမန်ရေးဆိုင်ရာဖြည့်ရှင်းသည့်အစ်တွေကိုဆက်လက်ကြိုးပမ်းဆောင်ရွက်တော်မယ်လို့ဖော်ပြခဲ့ပါတယ်။အီရန်ကပြည်ပခါအချိန်မြင့်တက်စေနိုင်တဲ့လုံခြုံရေးမှတ်သမျှကိုရှောင်ရှားဖို့လည်း၎င်းတို့ကဆော်ထားပါတယ်။